အာဆင်နယ်ရဲ့ချန်ပီယံဖြစ်တန်ဇွမ်းကိုနောက်ထပ်ဆန်းသက်အောင်မယ်လန်ဒန်ဒါဘီအားလုံးမင်္ဂလာပါဖူဘောဝါ channel မှာဝင်တော်ပါမှာဒီဗီဒီယိုလေးမှာတော့ကျွန်တော်တို့ဒါအာဆင်နယ်အသင်းရဲ့ပူပန်တင်တို့ရဲ့လန်ဒန်ဒါဘီပွဲစဉ်အပေါ်ပွဲကြိုအတွင်းမြင်လေးတွေဆွေးနွေးသွားမှာဖြစ်ပါတယ်ပူပန်တင်ရဲ့အိမ်ကွင်းမှာရှင်ပြန်ကစားရမယ်လန်ဒန်ဒါဘီပွဲစဉ်ကအာဆင်နယ်အသင်းတို့ရဲ့ချန်ပီယံဖြစ်နိုင်ဇွမ်းကိုနောက်ထပ်ဆန်းသက်မဲ့ဆန်းသက်ခံတစ်ခုဖြစ်ပါတယ်နူကာဆယ်လိုခက်ခဲတဲ့အသင်းမျိုးကိုနောက်ကျကိုတင်တဲ့အနိုင်ယူပြီးတော့ဝက်ဆန်အိုလံပီယာကော့တို့အသင်းတွေကိုစက်တိုက် အနိုင်ယူထားတဲ့အာဆင်နယ်တင်းကဒီလန်ဒန်ဒါဘီမှာလည်းသူတို့ချန်ပီယံဖြစ်နိုင်ကြောင်းသက်တည်ပြဖို့အခွင့်အရေးတစ်ခုစမ်းသပ်ကံတစ်ခုထပ်မံရင်ဆိုင်ရတော့မှာပါအဲ့တော့အာဆင်နယ်ရဲ့နောက်ဆုံး၅ပွဲရလဒ်ကိုကျွန်တော်တို့တွားပြီးတော့ကြည့်မယ်ဆိုရင်မန်ချက်စတာစီးတီးအသင်းတသင်းလေးကိုသာတည်ရချထားပြီးတော့ချန်တဲ့၄ပွဲလုံးအနိုင်ကစားထားတာဖြစ်ပါတယ်အဲ့တော့ဟိုအာဆင်နယ်ရဲ့အဓိကအာသာချက်ကတော့ဗောနော်အခုကခန်းစစ်ပိုင်းကတော်တော်လေးအာသာတယ်ပြီးများလီ9ပွဲကစားပြီးချိန်မှာ3ဂိုးသာပေးထားရတဲ့အာဆင်နယ်ခန်းစစ်ကချိန်ကဒါချယ်ဆီအသင်းတင်ရှိခဲ့တဲ့ပြီးများ ားလိတရာဒီအတွင်ပေးကိုအ ਨੇ ဆုံးဖြစ်ခဲ့တဲ့စံချိန်ကိုတော်ဖြတ်ဖို့အတွက်ယာထားနေတယ်လို့တချို့ကျွန်တော်တို့ဒါဘောလုံးသုံးသက်သူတွေကတော့ဖော်ပြနေကြပါတယ်အာဆင်နယ်ပြိတက်တွေကိုယ်တိုင်လည်းမျောလင်ကောင်းမျောလင်နေနိုင်တယ်ပေါ့နော်အဲ့တော့ဒါကတော့ကျွန်တော်တို့စောင့်ကြည့်ရအောင်ပါပါပွဲစဉ်က10ပဲရှိသေးတယ်နောက်ထပ်ဒါပွဲစဉ်30ကြီးတောင်ကျန်သေးတယ်ဆိုတော့ပြောဖို့ကတော့စောပါသေးတယ်အဲ့တော့အာဆင်နယ်ရဲ့လက်ရှိဖောင်ကဒါ on form လို့ပြောလို့ရတယ် brilliant form လို့လည်းပြောလို့ရတယ်အသင်ကစားသမားတွေတန်ရပြဿနာရှိနေတာတောင်အာဆင်နယ်ရဲ့ squad ကဒီတန်ရပြဿနာတွေပေါ်မှာစိတ်ပူစရာမလိုတော့တဲ့ squad တာမျိုးပိုင်ဆိုင်ထားတယ်။အသင်းရဲ့အရန်ကစားသမားကအစခြေစွမ်းကောင်းတို့ချို့ပြသထားပြီးတော့ Louis Kelly လို့လူကစားသမားတွေကိုအရန်ကုန်ပို့ထားရတဲ့ Arsenal အသင်းရဲ့ squad တက်ကိုကျွန်တော်တို့ဟိုကြည့်မယ်ဆိုရင်တော့တော်တော်လေးကောင်းကောင်းသိနိုင်မယ်လို့ကျွန်တော်ကတော့ထင်ပါတယ်။အဲ့တော့ Adida နဲ့ Arsenal အသင်းသားတွေအတွဲဒီပွဲကလည်းနောက်ထပ်စမ်းသပ်ခံတစ်ခုဖြစ်လာမယ်။ Adida ကိုယ်တိုင်လည်း West Ham ကိုသူတို့ဒါပြီးခဲ့တဲ့အပတ်မှာလုံးဝပေါ့နော် comfortable ပဲ AACC NIU နိုင်ခဲ့ပြီးနောက်အသင်းသားတွေကိုဒါလုံးဝပေါ့နော်ဒီအာယုံစူးစိုက်မှုမရောချဖို့တတိပေးထားခဲ့တဲ့ဆိုတော့ ဒါ user ချက်တွေလည်း portrait လာခဲ့တာဖြစ်ပါတယ်အာတီရာကိုတိုင်းလည်းဒီ passion ကောင်းတယ်လို့အသင်းရဲ့ကျွန်တော်တို့ဒါ mentality ဘိုင်းကလည်းထိုးတက်လာတယ်လို့ထင်တယ်အာဆင်နယ်အသင်း champion ဖြစ်ဖို့ဒီရာဒီဟာ ချိန်တန်ပြီလို့ဘောလုံးသက်သက်တူတူယူဆတယ်လို့ပေါ့နော်အာဒီတာနဲ့အာစနယ်တင်းထပ်ပြီးတော့ဒီလိုခက်ခဲတဲ့ပွဲစဉ်တွေကိုဖျက်ကျော်သွားနိုင်မလားကျွန်တော်တို့အတူတူစောင့်ကြည့်ရမှာပါအဲ့တော့ဒီပွဲမှာအာစနယ်တင်း injury ဘိုင်းဘသူတွေရှိတယ်ပေါ့နော်အာစနယ်တင်းရဲ့ injury ပြဿနာမှာတော့ကျွန်တော်တို့ဒါကန်ယာဘတ်တို့ဂါဘီယယ်ဂျေဆူတို့ဒါမာတင်အိုဒီကတ်ကတော့ပြီးခဲ့တဲ့အပတ်မှာတိုင်ရန်ရသွားတယ်6ပတ်လောက်ထိနားရအောင်မယ်နူနီမက်ဒူရဲ့ K ကျွန်တော်တို့ဒါစောပြီးပြန်လာဖို့ရှိပြီမယ်နားရအောင်မယ်ဗျဒီနေရာမှာဟင်ကာပီယာကတော့ဓာတ်ခုဖြစ်တယ်အတင်းနဲ့အတူလေ့ကျင့်ခန်းပြန်ဆင်းနေပြီးတော့အတင်းရဲ့ squad ထဲမှာပါဝင်လာမယ်ဆိုတဲ့သတင်းတွေလည်းပေါ်ထွက်နေတယ်ပေါ့နော်အဲ့တော့ဟင်ကာပီယာကတော့ဒီပွဲမှာပါဝင်ကောင်းပါဝင်လာနိုင်မယ်လူစင်းရဲမှာပေါ့ကျွန်တော်တို့ကဘွန်ထွက်ခွန်းမှာတော့ပါဝင်လာဖို့မရှိဘူးလို့ကျွန်တော်တို့ထင်တယ်အဲ့တော့အာဆင်နယ်တင်းဒီချန်ပီယံလိပြိုင်ပွဲတော့ရှိတယ်အတလက်တီကိုနဲ့ဒါဒီပွဲပြီးရင်အတလက်တီကိုနဲ့ချန်ပီယံလိပြိုင်ပွဲတော့ရှိတယ်ဒါပေမဲ့ချန်ပီယံလိတဲ့ပရီးမီးယားလိကပိုပြီးအရေးကြီးပါတယ်ဒါနားလည်မှုလွဲစေချင်ဘူးပေါ့နော်ချန်ပီယံလိကတော့လိဖေးမှာဆိုရင်ဒါနောက်တစ်ဆင့်ကိုတက်ဖို့ကတိုင်းရိုက်မတက်ရင်တော့ပေါ့နော်ပလေးော့ကံဖို့အခွင့်အရေးအများကြီးရှိပါတယ်ပရီးမီးယားလိမှာじゃရမကရောလို့မဖြစ်ဘူးညာဒါပါဘူးကျွန်တော်တို့ဒါဘောင်းဘက် ်ပြန်လှုပ်လာမယ်ဆိုရင်ခု City ကလည်းသူတို့ရဲ့နောက်မှာသုံးမှတ်အကွာနဲ့ဖိအားပေးနေပြီဖြစ်တဲ့အတွက် Arsenal အမားလှုပ်လို့မရတဲ့အနေအထားမျိုးကျွန်တော်ကဒီလိုပြောတာဖြစ်ပါတယ်အဲ့တော့ Arsenal တင်းရဲ့ပွဲရလူစင်းကိုကျွန်တော်တို့သွားပြီးချင်းကက်ကြည့်မယ်ဆိုရင်အဓိက bell line ပေါ့နော်သူတို့ရဲ့ခံစင် line မှာကိုသမားရောဘွာရပဲဟိုကာဗီယန်နဲ့စာယူပါနေအောင်လုံးဖြစ်ဖြစ်တယ်ဆိုတော့ဒီနေအောင်လုံးကိုသူတုံးလိုက်မယ်အာဒုတိယပိုင်းမှာဒါဟင်ကာပီယာတို့ဘာတို့ကစားချိန်လေးပေးကောင်းပေးလိုက်မယ်ပေါ့ဗျာကျွန်တော်အထင်ပေါ့ အဲ့တော့တစ်ဖက်မှာကဂျူလီယန်တင်ပါတစ်ဖက်မှာကကာလာဖီိုရီပါအဲ့တော့ဒီကွင်းလယ်ပိုင်းမှာကမာတင်အိုဒီဂတ်တန်ရရသွားတာဖြစ်တဲ့အတွက်ဇူဘီမန်ဒီရဲ့တက်ကလန်ရိုက်စ်ရဲ့ EBRC AZ ရဲ့ဖွဲပြီးတော့ပွဲထွက်လာတာကအကောင်းဆုံးဖြစ်မယ်လို့ကျွန်တော်ထင်တယ်တိုက်စစ်ပိုင်းကတော့ညာချမ်းမှာဘူကာဟူစာကဘယ်ချမ်းမှာတော့ ဟိုပြီးခဲ့တဲ့ပွဲမှာချောဆက်ကစားတယ်ပေါ့နော်ဒီပွဲမှာမာတင်နယ်လီကစားမလားလို့ကျွန်တော်တို့စောင့်ကြည့်ရမှာဖြစ်ပါတယ်အိုလံပီယာကောင်းတဲ့ပွဲမှာတော့မာတင်နယ်လီကစားခဲ့တယ်ပေါ့နော်အဲ့တော့ဒီနေ့ပွဲစဉ်မှာမာတင်နယ်လီဘယ်ချမ်းမှာဥဆောင်လာမှာတော့ကျွန်တော်တို့စောင့်ကြည့်ရမယ်တိုက်စစ်မှုကတော့ဘစ်တာဂျော့ဂရက်ပါအဲ့တော့ဘစ်တာဂျော့ဂရက်လည်းဂိုးပေါက်ပြောင်းနေတယ်ဒီနေ့ပွဲစဉ်မှာသူဂိုးပေါက်လေးရှာတွေ့နိုင်မလားတော့ကျွန်တော်တို့အတူတူစောင့်ကြည့်ရမှာပါခန်စစ်တိုက်စစ်အကောင်းဆုံးပုံစံမှာရှိနေလို့နောက်ဆုံးနှစ်ပွဲဆက်လည်းဂိုးမပေးထားရတဲ့အာဆင်နယ်အသင်းဟာဒီနေ့ပွဲစဉ်မှာလည်းဖူဟန်အသင်းကိုဒါအပေါ်အသင်းအဖြစ်နဲ့အဝေးကွင်းမှာတွားရောက်ရှင် င်ပြိုင်မှာဖြစ်ပါတယ်အဲ့တော့တဖက်ကကျွန်တော်တို့ကဖူဟန်တင်းချောင်းကိုပြောလိုက်အောင်ဖူဟန်တင်းချောင်းကိုကျွန်တော်တို့ပြောမယ်ဆိုရင်နမာကိုစီဘာရဲ့အတင်းကနောက်ဆုံးနှစ်ပွဲဆက်ရှုံထားပါတယ်ဘုံမောင့်အတင်းကိုသူတို့3-1နဲ့1-3နဲ့ရှုံသွားတယ်ဟိုဥဆောင်ပြီးကမာဒီအာစီမီညိုနဲ့ဒါကလိုင်ဘတ်တို့ရဲ့ brilliant ပေါ့နော်လုံးဝ performance နဲ့အတူ individual performance နဲ့အတူသူတို့ comeback ပြန်ပေးလိုက်ရတယ်အဲရှေ့ပွဲမှာလည်း Australia ကိုသူတို့3-1နဲ့ရှုံးတယ်နောက်ဆုံး5ပွဲမှာ3ပွဲနိုင်ပြီးနှစ်ပွဲရှုံထားတယ်ဒီနေရာမှာသူတို့ရှုံထားတဲ့နှစ်ပွဲကဝေကွင်းမှာသူတို့နိုင်ထားတဲ့3ပွဲကအိမ်ကွင်းမှာအဲ့တော့ဖူဟန်တင်းရဲ့အိမ်ကွင်းစ ွမ်းဆောင်ကြီးက overall သုံးသက်ချက်အရာကောင်းတယ်လို့တော့ကျွန်တော်တို့ယူဆလို့ရပါတယ်အဲ့တော့မာကူစီဘာကလည်းလုံးတက်ကင်တက်ကြံတက်ဖန်တက်တဲ့နီးပြတယောက်ဖြစ်တာအကြောင်းအရင်လွယ်ကူမဲ့ပွဲစဉ်တော့မဟုတ်ဘူးအဲ့တော့ဒီဘူအန်ဘတ်မှာဆိုလဲ EOB တို့လိုကစားသမားတွေပိုင်ဆိုင်ထားတယ်ဗျာလီနိုတို့လိုကုသမားတွေလည်းရှိတယ်ဒါ အော်ကောင်းတယ်ဗောဗျာကျွန်တော်ဒါတစ်ဖက်က Robertson တို့လို့ပါတို့လို့ဒါခန်းစပိုင်းကကစားသမားတွေရှိတယ်လို့ဟိုဖူအန်သူ့အာနဲ့သူတော့ဗျာဟိုမာကြောတဲ့အတင်တင်လို့ကျွန်တော်ပြောချင်တာဗောနော်အဲ့တော့ဖူအန်ရဲ့အဲကစားပုံကတော့ရှင်းပါတယ်သူတို့လည်းဒါအမြင်ဘောပုံစံမျိုးတုံးတယ်ဆိုပေမဲ့ဖူအန်ကနည်းနည်းလေးအဲပြီးတော့ကစားွက်ပိုင်းရာကစားတဲ့လူတော်ကျွန်တော်တို့ပြောလို့ရတယ်ဗျာပရီးမီးယားလိအတင်တော်တော်များများကအမြင်ဘောနဲ့ချင်းကက်ကြပြီမဲ့ဖူအန်ကနည်းနည်းလေးတော့ပုံစံကွက်ထွက်နေတယ်လို့ကျွန်တော်ကတော့ခံစားရပါတယ် EOB ကဒါဘလူးနိုဖာနာတက်ပြီးရင် DRD မှာဒါ line breaking pass တွေပေးနိုင်တယ်ပရီးမီးယားလိကစားသမားတွေ ကတယောက်ပေါ့နော်အဲ့တော့ EOB ကိုလည်းကျွန်တော်တို့ကတတိထားစောင့်ကြည့်ရမယ့်အနေအထားမှာရှိတယ်ပူအန်ရဲ့အဓိကတိုက်စစ်အသွက်သွေးကြောက EOB လို့တောင်ကျွန်တော်တို့ပြောလို့ရပါတယ်အဲ့တော့ head to head ကိုကျွန်တော်တို့တွားပြီးတော့ကြည့်လိုက်ရအောင် head to head ကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်နောက်ဆုံး16ချိန်တွေးဆမှုမှာအာဆင်နယ်တင်းက10ချိန်နိုင်ထားတယ်ပူအန်က2ချိန်နိုင်ထားပြီးတော့ဒါ6ချိန်တရေကျထားတယ်ပေါ့နော်အဲ့တော့အဓိကအဖြစ်တရေပွဲတွေကအာဆင်နယ်တင်းကိုချန်ပီယံလမ်းကြောင်းကနေတွေးဖယ်ပြီးတော့အမှတ်ရော့သွားစေတယ်ပွဲဖြစ်ပါတယ်အနေကျွန်တော်အဓိကဆုံးပေါ့နော်နောက်ဆုံး5ပွဲကိုကျွန်တော်တို့တွားပြီးတော့ကြည့်လိုက်ရအောင် ်နောက်ဆုံးကားပွဲကိုတွားကြည့်မယ်ဆိုရင်အာဆင်နယ်ကမိနစ်ကရာဒီမှာသူတို့ရဲ့အင်ဂွန်မှာ2-1နဲ့နိုင်တယ်ဘူဝန်ကွန်းမှာ1-1တည်ရကြတယ်အဲ့မှာတည်ရကြတယ်နော်အဲ့တော့ဒါနောက်ပြီးခဲ့တဲ့ဒါ2023 24စီစဉ်လာအဲ့ဒီစီစဉ်မှာဆိုရင်ဘူဝန်ကသူတို့ရဲ့အင်ဂွန်မှာ2-1နဲ့နိုင်တယ်အာအာဆင်နယ်ကသူတို့ရဲ့အင်ဂွန်မှာ2-2နဲ့တည်ရကြတယ်ဗျာအဲ့တော့နောက်ဆုံး9ပွဲမှာအာဆင်နယ်အနေနဲ့2ပွဲပဲနိုင်တယ်ဘူဝန်2ပွဲနိုင်ပြီးတော့2ပွဲတည်ရကြထားတယ်ဗောနော်အဲ့တော့တည်ရကြလို့မဖြစ်တဲ့ပွဲပါအာဒီနေ့ပွဲစဉ်ကဗောနော်တည်ရကြလို့မဖြစ်တဲ့ပွဲပါအမှတ်ရခံလို့မဖြစ် ဘူးဘာလို့ City က Everton နိုင်ဖို့တည်ကြသလောက်ရှိတယ်အဲ့တော့ City ကဒါဟိုကိုပြတ်တာနိုင်သွားရင် assist ကိုလွှဲယူမယ်အနေထားမှာတော့ရှိတယ်ဗျ Arsenal က Liverpool နဲ့ပြိုင်နေရတာမဟုတ်ဘူး City နဲ့ပြိုင်နေရတာလည်းမဟုတ်ဘူးတကယ်တမ်းတော့သူတို့ကိုသူတို့ပြိုင်ရမှာဖြစ်ပါတယ်ပြီးခဲ့တဲ့ရာသီတွေမှာဒီလိုပွဲတွေကိုရမှရောခဲ့တဲ့စမ်းသပ်ခံနေကြာရှုံးခဲ့တဲ့ Arsenal တင်းကဒီ Fulham နဲ့ပွဲမှာနောက်ထပ်စမ်းသပ်မှုတစ်ခုကို London Derby တစ်ခုကိုအောင်မြင်စွာဖျက်ချော်သွားနိုင်မှုလိုအပ်ပါတယ်အဲ့တော့ဘလာသာလို့ရောဒီပွဲပေါ်ဘယ်လိုရလာထွက်မယ်လို့ထင်လဲကျွန်တော်ကတော့ Arsenal တင်းအဝေးကွင်းမှာနိုင်ပွဲဆ က်လက်ရှာဖွေသွားအောင်မယ်လို့ထင်တယ်။ချန်ပီယံလိပွဲရှိတာမှန်ပေမဲ့သူတို့ရဲ့ squad တဲ့အရာ line နဲ့အပြည့်ကိုထုတ်သွင်းလို့ရတဲ့ပွဲစဉ်ဖြစ်တာကြောင့်မာကိုစီဘာရဲ့အသင်းကိုဖျက်ချော်သွားမယ်လို့ကျွန်တော်ယူဆပါတယ်။အဲ့တော့ brother တို့ရောဒီပွဲပေါ်ဘယ်လိုမြင်လဲ comment section မှာဝင်အောင်ဆွေးနွေးပေးကြပါအောင်။ကျေးဇူးများကြီးတင်ပါတယ်။ကျွန်တော် channel လေးကိုလည်း subscribe လေးလုပ်ခဲ့ကြပါအောင်။နောက်ထပ်ဒီလို video မှာပြန်တွေ့ပါမယ်။ကုလပါ